မင်္ဂလာပါရှင်သူမိသားစုအင်ချမ်မရနေပြန်လဲကြိုဆိုပါရစေအခုတခါအာကျွန်မအယောင်မိတ်ဆက်ပေးမှာတော့ကျွန်မအရင်တစ်ပတ်က blog ကြော်ညာလေးတင်ထားတဲ့ကြာကန်စုကျေးရွာမှာရှိတယ်ပေါ့နော်တဲ့ဧကနီးပါးကျဲဝန်းနဲ့ကျွန်မဒီချန်ကျဲကျဲလေးတစ်ခွက်နဲ့မိတ်ဆက်ပေးပြပါစေရှင် ဒီကွက်ကလေးကတော့ကျမဒီအရင်ဘက်ကကြော်ညာပေးထားတဲ့အတိုင်းအထဲမှာဘန်ဂလိုအလှလေးတစ်လုံးပါပါမယ်။ပြီးတော့ခြံကျဲရလည်းတေကနီးပါးရှိတာဖြစ်တဲ့အတွက်ပေါ့နော်။ဒီမှော့ပြီးမှအေးအေးဆေးဆေးအပန်းအပန်းဖြေအနားယူပြီးတော့နေကျင်တဲ့လူကြီးမင်းတွေအတွက်ကတော့အရန်အဆင်ပြေပါရဲ့ရှင်။ပဝင်းကျင်ကလည်းတိတ်ဆိတ်အေးချမ်းပြီးတော့ဒါကျေးလက်သဘာဝအငွေ့သက်ကိုအပြေအဝရရှိမှာဖြစ်ပါတယ်ရှင်။မော်ဘီမြို့မှာမှတေအကနီးပါးခြံကျဲလေးရှာနေတဲ့လူကြီးမင်းတွေအတွက်တော့အဆင်ပြေတယ်။ဒါကတော့ခြံဝင်လန်းပေါ့နော်။ခြံဝင်လန်းကတော့ကျမတို့ဒါ အာကားတစ်စီးနှစ်စီးရှောင်းစားထီတော့ကျယ်ဝန်းနေကားကြီးတော့ဝင်လို့မရပါဘူးတွဲကားတွေတော့ဝင်ထွက်လို့လို့မရပါဘူးရှင်ဒါလေးကတော့ခြံရဲ့အဝင်ဝလေးပါနော်ကျမတို့ကျမနဲ့အတူခြံထဲကိုတစ်ချက်လောက်လိုက်ကြည့်ပါရှင်ဟုတ်ကဲ့ရှင်ဒါကတော့ကျမတို့ဒါခြံဝင်ဝင်ချင်းတွေ့ရမယ်ဒါရှောင်းလန်းလေးတွေနဲ့လှုပ်ထားတဲ့အုံလှပင်လေးတွေစိုက်ထားတာပါနော်သုံးနှစ်အုံလေးတွေပါရှင်ခြံထဲမှာတော့ဒါတီးပင်စားပင်လေးတွေနဲ့လောလောဆယ်ဒါအလှဆင်နေတဲ့အနေထားကိုရှိတယ်ရှင်အဲပန်းပင်လေးတွေလည်းလက်ရှိမှာစိုက်ဖို့အတွက်အများကြီးပဲပေါ့နော်ဒီမှာ ရှားထားပြီးတော့ကြွဲကောပင်တွေရောကျမတို့ဒါပိန်လဲပင်တွေရောလက်ရှိပြိုးပင်တွေနဲ့စိုက်နေတဲ့အနေအထားမှာရှိပါရဲ့ရှင်။ဝယ်ဝီးပြီဆိုရင်တော့ဒါအပင်ကြီးကြီးမားမားကိုလက်လက်ဆင့်ကမ်းပြီးတော့ပေါ့နော်ဆက်လက်ရရှိမှာဖြစ်တယ်ရှင်။ဒါလေးကတော့ဒါကျမတို့ဒါအနားယူဖို့ညာဘက်တွေအေးအေးဆေးဆေးပေါ့နော်မိသားစုဝိုင်းဖွဲ့စားသောက်ဖို့တွဲလောက်ထားပြီးတဲ့အနားယူစရာနေရာလေးပါရှင်။ဒါလေးပြီးရင်ကျမဒီဘန်ဂလိုလေးဘက်ကိုလိုက်ပြပါမယ်ရှင်။ ဟုတ်ကဲ့ရှင်ဒါကတော့ကျမတို့ဒါဘန်ကလိုလေးပေါ့နော်ဒီဘန်ကလိုလေးကတော့ဒါဟောအခန်းအနေထားလေးနဲ့တခန်းတီးတန့်ပါမယ်ရှင်အင်သာရေချိုးခန်းကတော့ဒီဘက်မှာတီးတန့်ပါမယ်နော်အင်သာလေးကတော့ဒါအခန်းကျယ်လေးပြီးရင်တော့ကျမပတ်ပြပေးပါမယ်အရှိမတော့ဒီလိုမျိုးအပန်းပင်ပုံဒီဟွာလေးတွေပေါ့နော်ပန်းလှပင်လေးတွေဒီလိုမျိုးလေးတွေစိုက်ပြထားပါတယ်ရှင်အလှလေးနဲ့တကယ်ချစ်စရာကောင်းပါတယ်ရှင်ဟောစောက်ထားတဲ့လက်ရာလေးတွေကလည်းအကုန်လုံးဒေတတ်ပါတယ်နော်အစ်စ်ကလေးပါရှင် ဒါကကျမတို့ဒါဝင်ဝင်ချင်းပေါ့နော်ဒါအထဲမှာဒီလိုမျိုးတွေ့ရှိရမှာဖြစ်ပါတယ်ဒါအထဲမှာအခန်းပေါ့နော်အခန်းနေထားလို့မယ်ဆိုရင်တော့ဒါတခန်းစာလောက်တော့ရမယ်ရှင်ခန်းလေဟုတ်ကဲ့ဒါကတော့ကျမတို့ဒီဒါရေစင်ပေါ့နော်ရေစင်ဆိုလို့ရှင်လဲကန်ဆိုလို့ရှင်လဲဒါကြီးကြီးမားမားနဲ့ဟိုဒါအပင်တွေပါစိုက်ပြိုးလို့ရတဲ့အနေထားထိပေါ့နော်ရေဆက်အောင်လို့လုပ်ပေးထားရရှင်ဒါကတော့ကျမတို့ဒါရှောက်လန်းလေးတွေလုပ်ပေးထားတာပေါ့နော်ညဘက်ဆိုလို့ရှင်ဒါ lighting မီးလေးတွေနဲ့အလှဆင်ပြီးတော့ဒါအ အလှလုပ်လို့လည်းရတယ်ရှင်အပင်တွေကတော့ဒါကျွန်တော်တို့ဒါလက်ရှိမြင်နေရတဲ့အတိုင်းပေါ့နော်အာပိန်လဲပင်တွေဆိုလို့ရှိရင်ဒါအပင်40ကျော်လက်ရှိစိုက်ပျိုးထားပြီးသားပါရှင်အပင်တတန်းတွေလည်းဒါလက်ရှိကြာနေပါပြီနော်တံမြာပင်တွေဆိုလို့ရှိရင်45ပင်လောက်ရှိတယ်ရှင်ဒါလက်ရှိဘောင်လေးတွေနဲ့လုပ်ပြီးတော့စိုက်ပျိုးစိုက်ပျိုးပေးထားပါရနော်ရင်မဝင့်အောင်လို့လေဟုတ်ကဲ့ပါ